နေ့9နာရီမှာ1100တက်တာတက်ဒီမီတာကြီးရေကျသွားပြီ။ဘုံမျိုးနေနေတော့စိုးရိမ်ရနေတာမရှိတော့ဘူးလို့ပြောလို့ရပြီပေါ့နော်။ဘုံမျိုးနေစိုးရိမ်ရနေတာမရှိတော့ဘူး။ဒါပေမဲ့ဘုံမျိုးနေလေဟိုကိုမိုင်ခန့်ဝေးတဲ့ဘုံမျိုးအောက်ဖက်ကရွာကြီးမှာတော့ရင်းနှီးမြုပ်ပြီးတော့ဒေသခံတွေတောက်တုံးရည်နဲ့အသက်သာတွေပြက်လက်နေတယ်။ပြက်လက်နေတဲ့အဲ့ရွာကြီးကဘုံမျိုးအမြင်လမ်းမေးမှာရှိတဲ့ဟိုထဏောင်းတော့ ခနောင်းတဲ့ရွာညောင်တူပေးရွာသစ်စိတ်ရွာပေါက်ပေးရွာဘုံမလို့ရွာပုစုပုံနမောနကြီးကျော်တွန်းကြီးခန်းလေးပင်တန်းသာကျော်ကိုရှင်ကျော်တဘောတိုင်းဆောင်းမနာချောင်းကောက်ရွာမှာအခုပေါ်တော့လက်တော်မှာအစားအစာနဲ့စားသုံးရခက်ခဲဖြစ်နေရဲ့ဘုံဝါကြီးလမ်းကိုသွားတဲ့လမ်းဒီမှာလည်းပဲဒီတာပေါင်းလေးတို့ကြပြီးတော့လမ်းမှာရေကျော်ရေပြည့်ပြီးတော့လမ်းကျော်ပိတ်ခုတ်ရတယ်ဖြစ်နေတယ်။ဒုက္ခတွေရ ံမလို့ဘုန်းကြီးကြောင့်ပါဆိုရင်200ကျော်တော့ဒုက္ခတွေစုနေတယ်အဲ့မှာဆိုရင်အစားတောင်းတဲ့ရေအတွက်တော်တော်ခက်ခဲဖြစ်နေတယ်အဓိကတော့ဒီရေပေါ့နော်ဆန်နဲ့ကြည့်ရတဲ့ဘလို့ဆိုဘုန်းကြီးကြောင့်ပါရှိရတာကိုချက်ပြီးတော့ဘုန်းကြီးကကျွေးနေရတယ်ဆန်ရက်ကိုနှစ်တင်းကျတော့ကုန်တယ်ဒါဆန်နဲ့ကြည့်ရတော့လူရှင်လုံးဝမရှိသေးဘူးလည်းဘာပဲမှာလေရေရတဲ့ဝင်နေတယ်ဒီဘက်ကနေပြီးတော့သွားဖို့ကအလူရှင်နေနေရတယ်ဒီမြေကူးဖို့အတွက်မြေပြင်ကျယ်နေတော့လေသွားဖို့ကဆိုအခက်အခဲဖြစ်နေတယ်။အဲရှင်နေလို့ရှိနေတယ်ဆိုတော့ အင်ကောင်မိုးမြုပ်ကလောက်ရှိဖို့ပေါ့နော်ဒီတုံတို့ကတော့မှဝင်နေတယ်တုံရွာတို့ကဲဆယ်ကြီးကတော့လုံးကဲဆယ်ကြီးကဘယ်တော့မှမကြောက်ဘူးဒီဒေသကလည်းသူတို့အတင်တင်လိုပဲတွေ့ပြီးသူတို့ရိသတ်နေတယ်တို့အိမ်ကကြောက်နေကြတယ်ဒီဘက်ကလည်းအဲဒီကတော့လူမှုကြီးရဲ့တဲ့နေတယ်ရေဆောင်သွားတူတယ်တော့ရှိတယ်